အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာပြည်မြမ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့သွေးကြောရဲဆေးသွေးညင် IV နဲ့ပစမအရေးတောက်ခြင်း oral fluid တို့ဘာတွေကွာပြီးဘာတွေတူလဲဆိုတဲ့အကြောင်းအရာကိုပြပြပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်မှာတော့ကလူနာတစ်ယောက်ကပလင်းကြီးချိတ်ခြင်းနဲ့ရေတောက်တာတဲ့ပူအာနိတင်ရှိမှသိကြတယ်လို့ပြောပါတယ်ဒါပေမဲ့သူ့ကိုခဏရှင်းပြပြီးတော့ဒစားရေတောက်ခိုင်းလိုက်တဲ့အခါမှာနိုင်ဝက်လောက်အတင်မှာပဲသူနေလို့ကောင်းသွားပါတယ် အောင်စရာကောင်းတယ်မဟုတ်ဘူးလားလို့ထင်ရပေမဲ့ပလင်းကြီးချစ်တာတွေဟာကျွန်တော်တို့ထင်တာတလို့မှော်စိမ့်ကြီးမဟုတ်တဲ့အကြောင်းကိုအခုတခါလေ့လာကြည့်လိုက်ကြရအောင်နော်ဒီနေ့မှာတော့ပလင်းကြီးချိတ်တာကြအရေးတောက်တာကဘာကြောင့်ပူကောင်းလဲဆိုတာကိုလေ့လာတော့ပါမယ်။ပဇက်ကနေတောက်တဲ့အခါအရေးကိုဥလန်းချောင်းကနေပြီးတော့ဆုပ်ယူပြီးတော့မှသွေးကြောတွေကိုဝင်ရောက်တက်ပါတယ်။ပလင်းချိတ်တာကကြတော့ဥလန်းချောင်းကိုကြောပြီးသွေးကြောတွေဓာတ်ရိုက်ဝင်ရောက်ပါတယ်။ မြန်ဆန်ပေမဲ့အမြဲတမ်းပူကောင်းတာတော့မဟုတ်ပါဘူးပစမအရေးတောက်ခြင်းအကျိုးကျေးဇူးတွေကတော့ပထမဆုံးအနေနဲ့ဗစက်ကနေတောက်တဲ့အရေးတွေကလုံခြုံစချရပါတယ်စီထိုးအပ်မပါတဲ့အတွက်ပိုးဝင်ခြင်းဓမ္မမဟုတ်သိပြန်ညောရောင်ခြင်းတွေစတဲ့အနေတွေမရှိနိုင်ပါဘူးဒုတိယအချက်အနေနဲ့ကတော့ကုကြစိတ်တက်တာပါတယ်ရေတက်တစားတုပ်တွေအိမ်မှာချက်တဲ့ဟိညိုတွေတောင်တောက်လို့ရပါတယ် ။တတိယအနေနဲ့ကတော့ရေတောက်တာကဦးလန်းချောင်းကိုကျက်မာစေပြီးတော့ပုံမှန်အစာချေဖြတ်မှုနဲ့ဟော်မုန်းတွေကိုလည်းထိန်းသိမ်းပေးပါတယ်။နောက်ဆုံးအနေနဲ့ကတော့ပတ်စကားစီရင်အလုံးမှာဒါမှမဟုတ်ရင်အိမ်ယာထဲမှာပါအရေးတွေကိုတဖြည်းဖြည်းချင်းတောက်နိုင်ပါတယ်။သူနာပြုဆီယဝင်လိုတာလေးလည်းမရှိပါဘူး။ပလင်းကြီးချင်းချင်းရဲ့အန်ဒီရီနဲ့ကန့်သက်ချက်တွေကတော့ပလင်းကြီးချိတ်တာတွေမှာအန်ဒီရီရှိပါတယ်။စေးသွင်းတဲ့ပိုက်တိုင်းမှာပူမွှားတွေဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေဖြစ်ပါတယ်။ အရေးကြီးအရင်မြန်သွားရင်ဒါမှမဟုတ်အရင်မြန်သွားရင်အရေးပမာဏလွန်ကဲခြင်းတွေကိုဖြစ်နိုင်ပါတယ်မိုင်းရည်နဲ့အယောနှုတ်ကခန္ဓာကိုယ်ထဲကတစားတဲ့တွေကိုပြောင်းလဲပြစ်နိုင်ပါတယ်။ဒါအပြင်ပလင်းချိတ်ဖို့အတွက်ပိုးသတ်နာတဲ့ကရိယာတွေနဲ့လိကျင်နာတဲ့ဝန်ထမ်းတွေလည်းလိုအပ်ပါတယ်။ပလင်းချိတ်ဖို့အတွက်အကောင်းဆုံးအခြေအနေတွေကဘာတွေလဲ။ပလင်းချိတ်နာတွေကလည်းလိုအပ်တဲ့နေရာတွေမှာလည်းအရေးပါပါတယ်။မယံမနာအော့အန်နေတဲ့အတွက်ပြင်းထန်စွာရေတက်ခန်းချောက်ခြင်း၊ရှော့ရခြင်းဒါမှမဟုတ်သွေးပေါင်ခြင်းအလိုမင်းကျခြင်း အစာမျိုးမရတဲ့လူနာတွေဒါမှမဟုတ်ရင် အချို့သောဆေးဝါးများဒါမှမဟုတ်သွေးပစ္စည်းများကိုအမြန်ဆုံးပေးဖို့အတွက်လိုအပ်တဲ့အခါမျိုးမှာတော့ပလင်းချိတ်တာကအကောင်းဆုံးဖြစ်ပါတယ်။ဒီမှာအမြန်ဆုံးဆုံးဖြတ်နိုင်မယ့်နီလန်းလေးတစ်ခုပြပြပေးပါမယ်။အရေးတောက်နိုင်ရင်ဗစက်ကနေစတော့ပါ။နိုင်အနေငယ်ညာစောင့်ကြည့်ပါ။ဆက်ပြီးရေတက်ခန်းချောင်းနေတဲ့ရင်ဗစက်ကတောက်နိုင်တော့တဲ့အချိန်ရောက်ရင်ပလင်းပြောင်းချိတ်ပါ။ဆီယံဝင်ကဆုံးဖြတ်ပေးပါလိမ့်မယ်။ ရှောက်ရနေရင်ဒါမှမဟုတ်အရေးပေါ်စီးပွားလိုရဲ့ရင်တော့သွေးကြောတွေကသွေးမှုကိုဓာတ်ရိုက်သွားပါအပေါ်မှာပြောခဲ့တဲ့ကျွန်တော်လူနာကိုမှတ်မိလားတာမန်ရေးတဲ့ခန်းကြောက်တာပါတစားရေကိုဖြည်းဖြည်းချင်းတောက်ပြီး45မိနစ်လောက်အတွင်းမှာတိုးတက်လာခဲ့ပါတယ်ပလင်းချိတ်စရာလည်းမလိုပါဘူးဒါပေမဲ့ဆိုင်ကယ်မောက်လို့ရှောက်ရနေတဲ့လူနာအတွက်ပလင်းချိတ်သွေးသွင်းတာကအသက်ကယ်နိုင်ပါတယ်ကျွန်တော်တို့အများစုကပလင်းချိတ်တာကိုမှစိတ်ကူတယ်စိတ်ပိတ်ခံရတယ်လို့ခံစားရလို့ရွေးချယ်တတ်ကြပါတယ် ဒါပေမဲ့ပါမန်ရည်တက်ခမ်းချောက်မှုအတွက်ကတော့ရိုးရိုးရှိရှိအရေးတောက်တာကလုံလောက်ပါတယ်။နောက်တစ်ချိန်ရည်တက်ခမ်းချောက်နေရင်စမ်းသက်ကြည့်ပါနော်။အရင်ပါဇက်ကနေတောက်ပါမရမှပလင်းကြီးထိတ်ဖို့ကြိုးစားကြည့်ပါ။ပလင်းကြီးထိတ်တာတွေမလို့အပဲအသုံးပြုတာကိုသင်မြင်ဘူးလေဆိုရင်တော့အောက်မှာမှတ်ချက်ရေးသွားပေးပါအောင်နော်။ဒေါက်တာဗီမြန်မာကနောက်ထပ်ဗီဒီယိုတွေအတွက် like subscribe လေးလုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်။